ဟိုးရင်နှစ်တည်ကလေးကဗင်နီအနေနဲ့ pro player တွေရဲ့ဘဝကိုစိတ်ဝင်စားလို့ follow လုပ်ဖြစ်ခဲ့ရပေါ့နော်။ဝါဒနာခန္ဓာရည်အားကိုကျင့်စေရဗင်နီတို့တည်ထားတဲ့ e-sport မှာ game ကောင်းကောင်းကစားတဲ့ယုံကျွမ်းကျင်ယုံနဲ့မပြီးသေးပါဘူးနော်။ professional ဖြစ်လာပြီဆိုလို့ရှင် game ဆိုတာအနိုင်ဆုံးရှိရတဲ့အတွက်ကြောင့်ခုနပြောတဲ့ရှုံးနိမ့်မှုကြာဝေဖန်တန်နေကြဝါသနာနဲ့စိတ်အားထက်သန်မှုတွေမုံတိုင်းကျန်းနေတိုက်ခံရပြီးရဲ့အခါတိုင်းမှာပြန်ထလာနိုင်တဲ့ခံနိုင်ရည်အားတွေကိုယုံကြည်ထားတဲ့ကိုကျင့်စရာရည်သွေးတွေနဲ့တိဆောက်လာရတာပါဒီဗီဒီယိုလေးထဲမှာတော့ Vinny ကမကြသေးခင်ကမှမလေးရှား homeboy အသင်းကနေပြီးတော့ထွက်ခွာလာတဲ့ CP ရဲ့ professional player ခရီးလမ်း journey အကြောင်းကို Vinny ရဲ့အမြင်ဘက်ကနေပြောပြချင်ပါတယ် M4 မတိုင်ခင်စပီရဗန်မှာကစားခဲ့တာလေ။ကြည့်မြမလိုနည်းနည်းအတန်ထွက်ရမယ်ဆိုလို့ရှိရင်တော့ Genesis Esport ကနေပြီးတော့ဖွဲ့ထားတဲ့အသင်းငယ်လေးဖြစ်တဲ့ Academy Genesis မှာ Elite Oh My Genie တို့နဲ့အတူတူကစားခဲ့တာဖြစ်ပါတယ်။ LOD Season 1မှာတော့လူတွေစပြီးတော့သူ့ Zip Ace အနေနဲ့တတိထားမိလာတယ်။ပြီးတော့အဲ့ဒီနောက်ပိုင်းမှာတော့ Elite က AI Esport ကိုရောက်သွားခဲ့တယ်။ Oh My Genie က Trend Zip Ace ကတော့ Zippy အနေနဲ့ Falcon Next ကိုရောက်သွားခဲ့ပါတယ်။ Falconex ကမှတဆင် Falcon ကိုတက်သွားတယ်။ M4 မတိုင်ခင်မှာဂိုးလိန်နာရွေးရဲ့အခါ MSC မှာလက်စွမ်းပြထားတဲ့ Silent အစားကို CPU ရွေးချယ်ခဲ့တဲ့အတွက်ကြောင့်မလို့ Falcon Fan Base မှာအငင်းပွားကြပါလိမ့်ရော။ CPU ရဲ့အပြင့်ဆုံးအချိန်ကသူ့ရဲ့အဝေးဖန်ခံရဆုံးအချိန်နဲ့ဖြစ်လာခဲ့တယ်လို့ပြောရမှာပေါ့နော်။ဒီတော့သူခီလန်မှာ Silent နဲ့ CPU နိုင်ရှင်ခံရတယ်။ Fan versus CPU ဖြစ်ခဲ့ရတဲ့အပြင်ဟို M4 မှာ blacklist နဲ့ပွဲမှာလည်းစိတ်မထိန်နိုင်ပဲဖြစ်ခဲ့ရတယ်အဲ့ဒီအခိုက်အတန့်တွေကြောင့်မလို့ hater တွေကတိုးလာခဲ့တယ်တချို့ fan တွေကတော့ဒါကသူ့ရဲ့စိတ်အားထက်သန်တာကြောင့်ဖြစ်သွားတာပါတချို့ fan တွေကတော့ရိုင်းနေဆိုပြီးတော့ဝေဖန်ခံရတယ်ပေါ့နော်ဒီနေ့အနေနဲ့ကတော့အဲ့ဒီအခိုက်အတန့်ကအမြင်မလှခဲ့ပေမဲ့လည်းသူပြန်ပြင်ဆင်ခွင့်ရခဲ့တယ်တကယ်လဲစင်ပေါ်မှာသူပြန်ပြုတ်ပြင်ခဲ့တယ်ရှုံးတဲ့အခါမှာလေငိုနေခဲ့တာကိုကြည့်လို့ရှင်ဒါက passion အဖြစ်ရှိရဲ့ကစားသမားမှန်သိတာပါတယ် ပဲကွာနေထွက်ခွာပြီးနောက် chapter မှာတော့ပထမဆုံးကြိမ်နိုင်ငံခြားထွက်ဆော့ခဲ့ပါတယ်။ Team Lunatics ကို Kid DJ တို့နဲ့အတူတွားခဲ့တယ်။တိကျရတဲ့အချိန်ပဲအဆင်မပြေမှုတွေနဲ့ပဲကြုံတွေ့ရပြန်အောင်။အဲ့ချိန်မှာတော့ fan တွေရဲ့အားပေးမှုကိုရပြန်တော့လေ Team Lunatics ရဲ့ team management ရောအသင်းဖော်တွေရောမကောင်းခဲ့ပြန်ပါဘူး။အဲ့ဒါနဲ့ပဲပြန်ရောက်လာတဲ့ Target X မှာ small comeback အသေးစား comeback ပြန်လာပြီးတော့ဆော့ခဲ့တယ်။ဒါပေမဲ့ရလက်တွေလည်းမကောင်းခဲ့ပါဘူး။ ဒါပေမဲ့လည်းစိတ်အားထက်သန်နေတော့မဲမလို့ဒါ तू อ่ะဒုတိယအကြိမ်နိုင်ငံခြားကိုထွက်သွားပြန်တယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့ Xenozenet နဲ့အတူ M Challenge Cup မဲခေါင် Season 3မှာသူ့ရဲ့စူးစမ်းအားထုတ်မှုနဲ့သူ့ရဲ့ရေချင်းတွေကိုထုတ်ဖော်ခွင့်ရခဲ့တဲ့ကာလဖြစ်ခဲ့တယ်။ Wildcat MSC မှာတော်ဆော့ခဲ့ရပေမဲ့လည်းအဆင့်18 19နဲ့ပဲကျင်းတက်ခဲ့ရပြန်တယ်။ Main stage ကိုမတက်ခဲ့ရဘူးပေါ့။သူ့ရဲ့ခံနိုင်အားမသိဘူးနော်။သူဆက်ပြီးရောရှောက်နေလုံမယ်။အားလုံးသိကြတဲ့အတိုင်း MSL Season 1မှာ Mythic C ရဲ့ Grand Final ကြိမ်စာကို ခြေပြက်ပေးခဲ့တဲ့အတင်းသားတယောက်အနေနဲ့ CP ကပါဝင်ခဲ့ပြီးတော့ MSC 2025မှာ Top 8ထိထက်တက်ခဲ့ပေါ့ဒါသူ့ရဲ့နောက်ထပ်အမြင့်ဆုံးအချိန်တစ်ခုလို့ပြောရမှာပေါ့အခုတတိယအကြိမ်နိုင်ငံခြားထွက်တဲ့အခါမှာလည်းအခက်ခဲနဲ့ကြုံရပြန်哦 Home Voice အတင်းမှာပါဝင်တဲ့ကစားသမားတွေက မလေးအပြင်ကိုအင်ဒိုပလေယာတယောက်ပါဝင်နေအောင်တွေ့ရတယ်။ communication အခက်အခဲရှိရလို့ကြားပါတယ်။မလေးနဲ့အင်ဒိုစကားဟာစင်တူတယ်လို့လည်းကြားဘူးတယ်။ဘာသာစားထင်တဲ့တည့်ရသူရှိရင် comment ထဲမှာပြောပြပေးခဲ့ကြပါအောင်။ Finny လည်းဒီတော့ပဲသိထားတာမလို့ပါ။ဒီတော့ home boys အတင်းသားအချင်းချင်းကဘာသာစားလို့ပဲပြောနေကြတဲ့အချိန်မှာစပိအနေနဲ့အခက်အခဲမတွေ့ဘူးဆိုတာမဖြစ်နိုင်တော့ဘူး။အခက်အခဲတွေ့မှာပဲ။ဆိုတော့အခု regular season ရဲ့အလဲ mid regular season ကိုရောက်လာပြီဆိုတော့ ဖရန်ဆွာဝင်းဒိုးလည်းရှိမယ်လို့ကြားတယ်။သိရတလောက်က DY ကပေါ့ဒ်ကတ်မှာပြောသွားတယ်။ကဲဒါဆိုလို့ရှိရင်တော့အခု homeboy အနေထွက်လာပြီးတော့စပီကမတည့်စည်းနေနဲ့ပြန်ရောက်သွားမှာလား။ဘယ်အသိန်းကိုရောက်သွားမလဲဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ဒီနေ့ပါ